မြန်မာပြည်သားတွေအများဆုံးသွားရောက်အလုံးလောက်ကင်နေတဲ့ထိုင်းနိုင်ငံမှာကိုဝန်ဆောင်မိခင်တွေအားလုံးကိုဇီကာဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးသွားမယ်လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်ဒီသတင်းကိုတော့ခွန်ဘတာတင်ဆက်ထားပါတယ်ရှင် မြန်မာ၊လာအိုအင်ဒိုနီးရှား၊ကမ်ဘောဒီးယားစတဲ့နိုင်ငံတွေကအလုံသမားတွေအများအပြားလွတ်လုပ်နေကြတဲ့ထိုင်းနိုင်ငံမှာပိခတ်တဲ့ရက်ပိုင်းကဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရလို့ခေါင်းသေးတဲ့ကလေးနှစ်ယောက်မျှွာလာတယ်လို့ထိုင်းကျမ်းမာရေးဝန်ကြီးဌာနကအတည်ပြုတာပါ။ဒါကြောင့်လည်းကိုဝင်ဆောင်မိခင်တွေအားလုံးကိုဇီကာဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးဖို့ဆောင်ရွက်သွားမယ်လို့ထိုင်းကျမ်းမာရေးဌာနတာဝန်ရှိသူကတနင်္လာနေ့ကရိုက်တာသတင်းဌာနကိုပြောပါတယ်။ ကောင်းသေးတဲ့ကလေးမွေးဖွားလာတာဟာအရှိတောင်အရှာမှာပရမအဆုံးချင်းကနေကူးဆက်တဲ့ဇီကာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်းထိုင်းခြားမှာရင်ဝင်ကြီးဌာနအနေနဲ့ကိုဝန်ဆောင်မိခင်အလုံးကိုအခမဲ့ဇီကာဗိုင်းရပ်စ်ပိုစစ်ဆေးဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ဇီကာဗိုင်းရပ်စ်ပိုတစ်ခါစစ်ဆေးမယ်ဆိုရင်ပတ်နှစ်ထောင်လောက်ကုန်ကြပြီးမကြက်ခဏစစ်ဆေးဖို့လိုအပ်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအစောပိုင်းတုန်းကလည်းထိုင်းနိုင်ငံချင်းမိုင်ခရိုင်ဆန်စမြို့နယ်မှာဇီကာဗိုင်းရပ်စ်တွေတွေ့တယ်လို့ထိုင်းကျမရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပြီးမြန်မာအလို့သမားကိုဝန်ဆောင်အမျိုးသမီးတဦးလည်းရောဂါတွေ့ရှိတယ်လို့ထုတ်ထားပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီအမျိုးသမီးကကြာရေးမဆိုးရင်ရတော့ဘူးလို့သိရပါတယ်။လက်ရှိအချိန်ထိထိုင်းနိုင်ငံမှာဇီကာဗိုင်းရပ်စ်ပိုးတွေ့တယ်ဆိုတဲ့နေရာတွေကိုကိုဝန်ဆောင်မိခင်တထောင်လောက်စစ်ဆေးနေပြီးတခြားနေရာတွေကိုတော့စစ်ဆေးတာတွေမလုပ်ရသေးပါဘူး။ ထိုင်းနိုင်ငံအတွင်းဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူအတွေ့ဟာဇန်နဝါရီလကစပြီးစက်တင်ဘာလကုန်လောက်အထိလူ၂၀၀လောက်ကူးစက်ခံရပြီလို့ထိုင်းကျမရေးဝန်ကြီးဌာနကတည်ပြုထားပါတယ်။ဒါဟာဒေသအတွင်းအတည်ပြုပြီးသမျှအမြင့်ဆုံးအရေးအတွက်တစ်ခုပါ။ချင်းကတ်စင်ကူးစက်တဲ့ဇီကာဗိုင်းရပ်စ်ပိုးဟာထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကိုထိခိုက်စေနိုင်လို့တည်င်းအချက်လက်ထုတ်ပြန်ရမှာစိုးရိမ်မှုတွေရှိခဲ့ပါတယ်။ဒေသအတွင်းနိုင်ငံတွေဖြစ်တဲ့မြန်မာ လာအိုအင်ဒိုနီးရှားမလေးရှားစတဲ့နိုင်ငံတွေလည်းပြန့်နှံ့သွားနိုင်တာကြောင့်အဲ့ဒီနိုင်ငံတွေကိုခရီးသွားတာတွေမလုပ်သေးဘူးအမေရိကန်ယောဂါကကွယ်ရေးဌာနကကြေညာထားပါတယ်စင်ကာပူအစိုးရကတော့သူတို့နိုင်ငံအတွင်းဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ300ကျော်ပြီလို့ကြေညာထားပါတယ်ချင်းမန်ကမြန်မာကောင်စီဝင်ရုံးလဲစက်တင်ဘာလ10ရက်နေ့ကအလုတ္တမတွေတွာလာများတဲ့ဘုံကြီးကျောင်းတွေမှာဇီကာဗိုင်းရပ်စ်ပိုအသိပညာပေးစာတွေလိုက်ကခဲ့တယ်လို့ မြန်မာနိုင်ငံကကိုဝန်ဆောင်မိခင်တဲ့ခုတလောချင်းမိုင်ကိုမလာကြတဲ့ဖို့နိုးစော်ထားတာတွေရှိခဲ့ပါတယ်။ထိုင်းနိုင်ငံမှာမြန်မာအလို့သမားတုံတန်းဝင်ကျင်လောက်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။ကျွန်တော်ခွန်ပါတာပါ။